မင်္ဂလာပါရှင်ခသည်ညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်ပြိုလဲဖို့သာရှိတော့တယ်နိုင်ငံတော်အန်တော်လန်အေဂျီစင်နွဲနေစဉ်တွင်အေးအေးတသာနေနိုင်ခဲ့ရသောပြည်သူများဆိုတာကမ္ဘာသမိုင်းတစ်လျှောက်ရှိခဲ့ဘူးမည်မဟုတ်ပါမြန်မာပြည်သူများအဖို့က၎င်းတို့လက်အောက်တွင်အခုလိုတနတ်တန်ဘုံတန်များမကြားခဲ့ရတာကလွဲ၍ အခုလိုဒုက္ခများနဲ့တစ်ချိန်လုံးနှစ်ပန်းလုံးခဲ့ရပြီးတကောင်တန်းညမနက်တော်မှာအခုလိုအနေထားမျိုးနဲ့တစ်ခါမှမကြုံရသောစစ်တပ်ဟာဘလောက်ကြာကြာတောင့်ခံနိုင်မလဲတော်လန်ရေးကြီးကြောင့်၎င်းတို့ဝင်ဝင်ရရရကြောင်းဟာတစတက်တစလုံးပါးပါနေပြီပဲဖြစ်ပါတယ်မင်းအောင်လိုင်းအတွက်ကန်ကောင်းနေတာကလက်အောက်ကန်စစ်ဗိုလ်ချုပ်များဟာအကျင့်ပြက်ကိုကျိုးရှာနေရင်သာလုံးပန်းနေကြသူများဖြစ်ပြီးငွေနဲ့အာဏာကလွဲပြီးတိုင်းပြည်မျက်နှာလူမှုမျက်နှာကိုလလမြကြည့်ရကောင်းမြန်မသိသူများစုဝေးနေကြခြင်းဖြစ်ကြောင်း သိရှိရပါတယ်၎င်းတို့အငွေရပေါက်ရလန်ဖန်တီးပေးနိုင်တဲ့သူတောင်အခရာဖြစ်ပါတယ်တိုင်းမြင့်ငင်းချံပြီး၎င်းတို့အတွက်ရပေါက်ရလန်မရှိရင်နီးဆုံးဇုံသုံးပြီးခြေထိုးကဒုက္ခပေးမိသူများကြီးတာဖြစ်ပါတယ်အခုကြားလာနေရတဲ့တနက်တများကလည်းအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကပြည်သူတရေလုံးရင်ဆိုင်နေရတဲ့ဒုက္ခတုခအဝဝကို အပြည့်အပြည့်ဖြည့်ရှင်းနိုင်ရန်နိုင်ငံရေးတွင်စစ်တပ်ပါဝင်ပတ်သက်နေမှုအဆုံးသက်ရေးလက်နက်ကင်တပ်များအလုံးပြည်သူအစိုးရလက်အောက်တွင်ထားရှိရေး Freedom Democracy အနှစ်သာရများပါရှိတဲ့ဖွဲ့စည်းပုံခြေခံဥပဒေအသေးရေးဆွဲရေးအမျိုးသားပြည်လဲရင်ကြားစိတ်နိုင်ရေးရည်ရွယ်ပြီးနှစ်နာသူများအတွက်တရားဥပဒေပေါင်းအတွင်းမှကြားနေဖြည့်ရှင်းခွင့်ရသူ Transition နဲ့ Justice ရရှိရေးဆိုတဲ့အတွက်လုံမန်းနေကြခြင်းပဲဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ထောက်ခံမှုမရတော့ပဲပြည်ရင်းအားဟာပြည်ရင်းမှာမရှိပဲမော်စကိုနဲ့ဘီဂျင်းတွင်သာရှိနေရလို့ထိုနိုင်ငံများရဲ့နှုတ်သက်ခံဆိုနေရတဲ့ရှားသောရင်ခွင်ပိုင်စစ်တပ်အဖြစ်အဆက်ကိမဲ့စွာအသက်ဆက်နေရပြီပဲဖြစ်ပါတယ်။မြေအောင်လိုင်းကိုအသာထားအောင်စစ်တပ်ထဲမှာတယောက်မှရှက်ရကောင်းမျက်မသိဖြစ်နေကြတာဟာအံ့ဩပွေလီလီပင်ဖြစ်ပါတယ်။စစောကပြောခဲ့သလိုပဲ၎င်းတို့အတွက်အာနာနဲ့ငွေရပေါက်ရလန်ပန်တီပေးနိုင်သူသာအခရာဟုံယူဆထားကြသူများသာဖြစ်နေပါတယ်။ စစ်ဗိုလ်ချုပ်များသောမကစစ်တပ်နှင့်ပူးပေါင်းနေသူများကလည်းပြည်သူတရလုံးကတိုးတိုးရှုမြင်ထားကြပြီးပဲဖြစ်ပါတယ်။တခုတည်သားတင်တာကနူရင်ဘတ်စစ်ခုံရုံးဟာနာဇီစစ်ရဆွဲကောင်များသောမကနောက်ပိုင်းတွင်၎င်းတို့စစ်ရဲများကြီးအသက်ဆက်နိုင်ရေးအတွက်အဖက်ဖက်မှကူညီပံ့ပိုးပေးခဲ့သောစစ်မှုလုပ်ငန်းရှင်များခရိုနီများမှအစားစောင်းပုံနှိပ်တပ်ထုတ်ဝေသမားများပါမကျန်ရုံးတင်စစ်ဆေးအပြစ်ပေးခဲ့ကြတယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုတာကလည်းမင်းအောင်လှိုင်သမရပြည့်ရဲ့အတွက်လှုပ်ပေးတဲ့ပွဲလိုပဲဖြစ်ပါတယ်။ရွေးကောက်ပွဲတွင်၎င်းတို့ထောင်ထားတဲ့ပါတီများစိမ့်သိနိုင်မှုရှိတော့လေမင်းအောင်လှိုင်ဟာခင်ရီကိုစိတ်မချတော့ဘဲပါတီကောင်းဆောင်ဝင်ရောက်အုပ်စိုးနိုင်ရန်အောင်းလင်းတွေးကဲ့သို့၎င်းရဲ့တစ္ဆာကံများအားလွှတ်လိုက်ပြီးပဲဖြစ်ပါတယ်။ဒါအပြင်စံဖွန်တူရဲအစိုးရမဖြစ်ပဲညွန်ပေါင်းပုံစံဖြစ်စေရန်မာဆာလာတစ်ဖြစ်လဲတာဆာညာတို့ပါစစ်တပ်ကိုယ်စားလှယ်များထည့်သွင်းထားလိုက်ပါတယ်။၎င်းတယောက်တည်းသမရဖြစ်လာစေရန်၎င်း ဖြစ်စေခြင်းဒီများကိုဥပဒေအဖြစ်ပြဋ္ဌာန်းပေးရန်ရွေးထားခြင်းကြောင့်ဖြစ်တယ်ဆိုတာကလည်းလယ်ရင်ပြင်ဆင်းသွားသလိုထင်ရှားနေခြင်းပဲဖြစ်ပါတယ်။တိုင်းသားလက်နက်ကိုင်ဖွဲ့များနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ငြိမ်းချမ်းရေးအတွက်ဆွေးနွေးပြေရှာရန်ဆိုသည့်စကားအားအကြောင်းကြောင်းကြောင့်လက်ခံ၍မရနိုင်တော့လေရွေးကောက်ပွဲလမ်းကြောင်းနဲ့နိုင်ငံရေးအရာအပြေရှာကြမယ်ဆိုတဲ့စကားကိုတော့စစ်ဗိုလ်ချုပ်များကဗဇက်ကပြောခွင့်မရှိတော့ပါဒါကြောင့်လေ၎င်းတို့ထောင်နာတဲ့ပါတီမေရှုံတိုင်းအာနာလွှဲပြောင်းပေးရင်ယောက်ျားကောင်းယောက်ျားမြတ်များသာ မွေးထုတ်ပေးတယ်ဆိုတော့မြမတက်မတော်မှာစစ်ဗိုလ်ချုပ်များအဆက်ကင်းမဲ့စွာနှစ်ကြိမ်တိုင်တိုင်ညှင်းပယ်ခဲ့ကြသည်မှာလဲအစမ်းတကြယ်မဟုတ်တော့ပဲယခုအခါထိုကဲသောလူများပါဇက်က၎င်းတို့နဲ့ဘီလိုမှမတန်နဲ့ရွေးကောက်ပွဲဆိုတဲ့ဇကားအားတွင်တွင်ပြောလာနေကြပြီပဲဖြစ်ပါတယ်တရုတ်ရုရှားတို့ရဲ့နိုသက်ကန်စွန့်နေရရှာသောရင်ခွင်ပွင့်စစ်တပ်မှမဲပုံးထောင်ပြီးလူလူမတစ်ခုလုံး မပါဝဲမဲ့ဝေပန်ခွင့်မရှိသောရွေးကောက်ပွဲများဖြင့်အာဏာကိုပြည်သူများတန်လွှဲပြောင်းပေးမည်ဆိုခြင်းအား၎င်းတို့ကဲ့သို့ယူသွနေသူများကလက်ခံကြမည်ရှိနေပါသည်။နောက်ထပ်ယူသွမှုတစ်ခုကစစ်ကောင်စီအား၎င်းတို့ရဲ့ဘန်နာတိုက်ထဲမှငွေများအလျင်မြန်ကုန်ခန်းစေတဲ့ပြည်ရင်းစင်ဆိုရလိုက်လာသောစီးပွားရေးအုပ်ချုပ်ရေးရန်ရာပြိုလဲလာနေမှုနိုင်ငံအနှံ့လူလူကြက်တဲသည့်ထက်ကြက်တဲလာနေပြီးတိုင်းပြည်ပုပ်ပုံညံ့ညက်ကြီးနေချိန်တွင်တံမိုးကြီးလာသောနျူကလ িয়ার တပ်ပေါင်းပိုကြီးအားပဲကြောင့် တည်ဆောက်နေရတယ်လေငါတလောင်ပေါင်းနှစ်လဲ၍ရနိုင်ခြင်းလို့ထင်နေကြပြီးရုရှားနဲ့ဆက်ဆံရေးခိုင်မြဲရန်အတွက်အကြောင်းရှာနေခြင်းပဲဖြစ်ပြီးဒါအတွက်ကြောင့်လေအခုလိုလှုပ်เสียရမလို့ပါဒါပေမဲ့မြောက်ကိုရီးယားကဲ့သို့၎င်းတို့အာဘသူမှဝင်ရောက်တိုက်ခိုက်ခြင်းမရှိဘဲချင်းချောင်းနိုင်ုံတတ်တတ်နဲ့တေရဝံသက်ဆုံးအာနာကိုစုပ်ကင်သွားခြင်း၍ဟူ၍မေကွန်းထုတ်เสียဖြစ်လာပါတယ်ဒါကြောင့်လဲမဟုတ်တဲ့ယူသွချင်းတတ်တတ်တာဖြစ်တယ်လို့သိရှိရပါတယ် တရုတ်ရုရှားတို့ကလည်း၎င်းတို့ရဲ့အယူနဲ့စိတ်ကူးပေါက်ရလုပ်နေသည်ကိုအင်အားကြီးနိုင်ငံများအကြားအားပြိုင်နေကြသည့်ဘူမိနိုင်ငံ၏အခင်းအကျင်းအတွက်၎င်းတို့ရဲ့အသိပညာမဲမှုကိုအမွန်းတင်ပေးကကျုံယုံကျုံကောင်းများတဲ့ဖွယ်အတုံးချနေခြင်းသာဖြစ်ပါသည် ၎င်းအားလက်ခံတွေ့ဆုံပေးနေသောပူတင်နှင့်ရှီကျင်းပင်တို့ကလည်း၎င်းပယ်အခြေစိုက်နေတွေကိုထောက်လန်းရေးအစီရင်ခံစာများအရကောင်းစွာသိရှိနေပြီပဲဖြစ်ပါတယ်။ဥပမာပေးရမယ်ဆိုရင်ချူတပြားမှမရှိသူတဦးကဝေကောင်းစားလာများငှားရန်ဝတ်ဆင်ပြီးမင်္ဂလာဆောင်သွားတဲ့ကဲတို့ပဲမြန်သူအပေါင်းကယဉ်ကျေးမှုနဲ့ထုတ်ပြောရုံသာရှိပါတယ်။စိတ်ထဲကတည်ထားကြပြီပဲဖြစ်ပါတယ်။ရွေးကောက်ပွဲဆိုတာဖြတ် ညက်ကတ်ထားတဲ့တပ်ပုံတပုံကိုချပြလာခြင်းသာဖြစ်ပြီး cross လောက်ခံထားရတဲ့အပိုင်းတနိုင်ငံလုံးရှိတဲ့ပြည်သူများရဲ့ဆန္ဒသာဖြစ်တယ်လို့ DPP တွင်စောင်းမရှင်ဂျင်းရွှေကခုလိုပဲပြောပြထားပါဗျ။ဒါမှမဟုတ်ဖြန့်ညက်ကတ်ခံထားရတဲ့သူများကဒီတိုင်းမနေပဲနိုင်ငံတကာတွင်၎င်းတို့ရဲ့အတန်ကိုကိုစားပြုနိုင်မဲ့တာမတ်ကြီးဥတော်မိုးတွန်းအားကုလရင်ဆက်လက်ကန်တာရင်ဆီယန္နာရှင်များအားအပိတိုင်ဖေရှားရင်အစရှိတဲ့တောင်းဆိုမှုများကိုကဘာမျိုးကြီးအနှံ့အပြားတွင်ကြဲကြဲလောင်လောင်တောင်းဆိုနေကြပြီပဲဖြစ်ပါတယ်။ ပြပါရောင်မြန်မာများကမိမိတို့ချွေးနှဲစာနဲ့တော်လရင်အတွက်ဒေါ်လာ156တန်းစုဆောင်းနိုင်ခဲ့ကြတယ်လို့သိရှိရပါတယ်။တော်လရင်ဟာရေထဲတွင်အနှံ့အောက်စုလိုက်ကူးကတ်နေကြတဲ့ငါးများကဲ့သို့ဖြစ်နေပြီးတစ်ချက်တည်းနဲ့ဘယ်သူမှချိန်မောနိုင်မည်မဟုတ်ဘူးဆိုလဲဂျင်းရွှေကအခုလိုမေးခွန်းထုတ်ထားပါတယ်။တော်လန်ရင်ဟာအောင်မြင်မိလားဆိုတာကမေးစရာမလိုတော့ဘဲအဘဲကြောင့်ဆိုတော့တကြိမ်မက ပမာများကလွှမ်းမိုးချုပ်ကန်စေစားနေတဲ့အုတ်ချုပ်ရေးစနစ်ဟာ တေးအံ့မိုးမှုဖြစ်နေပြီးတော်လန်ရဲ့မိတောက်များကြားတွင်ဒိုင်အန်နာအလုံးပါဝင်နိုင်ပြီးဖရက်ဒယ်ပြည်တော်စုတစ်ကြီးပေါ်ထွက်လာခြင်းဖြစ်တာကြောင့်လို့យေတာဖော်ပြထားပါတယ်။ဆေယောစုဟာပြည်သူလူထုအားတော်လန်ရေးကိုစိတ်ကုံလာအောင်စေရေးနီးပြူဟာတရက်အဖြစ်စက်တဲလာတဲ့စက်တဲအောင်ဖန်တီးလာနေကြတာပဲဖြစ်ပါတယ်။ဒီအချက်ကအခြေခံစက်ကြနဲ့မြင်အောင်ကြည့်တတ်မယ်ဆိုရင်ထိုအထေထားဟာစစ်တပ်ရဲ့တစ်ဖက်သက်အားသာလာနေခြင်းမင်းအောင်လိုင်အနာရယ်ဆက်၍တည်မြဲခြင်းရှိသည့်ဘလို့မှပြောင်းလဲတိုးတက်လာမည်မဟုတ်တဲ့အပြင် ပို၍ပင်ဆိုးလာမည်ဖြစ်ကြောင်းသိရှိရပါသည်၎င်းအတွက်အောင်ပွဲရပြီးအာနာတီမြဲရေးသာအဓိကဖြစ်နေကြောင်းသိရပါသည်လက်ရှိတွင်ရှေမတိုးနောက်မဆုတ်ဖြစ်နေတယ်ဟုသောအပြောများဟာလုံးဝမှားယွင်းသောသုံးသပ်မှုမျိုးသာဖြစ်ပြီးအီဂွန်ဗလာစီဗစ်ကထောက်ပြခဲ့ပါတယ်ရှေမတိုနောင်ဆော့ဖြစ်လာနေပြီလူမှုအဖို့ပို၍ဆင်းရဲဒုက္ခရောက်လာပြီးဒါအတွက်လူသားချင်းစာနာထောက်ထားတဲ့အကူအညီများပေးနိုင်ရန်အပြည့်အခက်ရည်စဲဖို့ပင်ပြောဆိုလာကြပါတယ် စစ်တဟအခုလိုပြောမျိုးကိုကြဲ့၍သဘောကျနေနေတာဖြစ်ပြီး၎င်းတို့ဘက်ကတော့အံပြော့သွားပြီးထင်ပြီးဆိုပြီးစပြီးကန်းလန်းလာပြီးမဟုတ်ပဲအပြစ်အခက်ရဲဆဲလိုက်ပြီးဆိုတာစစ်တဟတော်လန်ရင်အင်အားအများကြားတွင်သွေးကွဲအောင်အနုနည်းဖြင့်ကြံစီကြတော့မည်လည်းဖြစ်ပါတယ်လက်ရှိအနေထားတွင်ဘလို့ပဲလုံးလုံးအပြစ်ခံရမရပါစစ်တပ်ဟာပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်ကိုဘလို့မှနှိမ်နင်းနိုင်စွမ်းမရှိတော့တော့လဲလူတို့ကိုရရဆက်ဆက်ကြမ်းကြုတ်တဲ့ညီမျိုးစုံနဲ့ဆက်ပြီးဒုက္ခပေးနေမိတာဖြစ်ကြောင့်ခုလိုပဲထောက်ပြသွားပါရစေ။ ။စေယုံစုကဖိနှိပ်လေးလေး၎င်းတို့လက်အောက်မှာလွတ်လပ်လို့သောစိတ်ဆန္ဒများကပြင်းပြလေးလေးပဲဖြစ်ပါတယ်။အခုလုံးပြည်သူတို့ရဲ့ရင်မီးတောက်လျံများကိုအရှိန်တကြီးကြီးနဲ့တောက်လောင်နေမှုများကိုရုရှားတရုတ်အကူအညီနဲ့ငြိမ်းသက်၍မရကြောင်းအခုလိုပဲသိရှိရပါရဲ့ရှင်။